အင်မတန်ထူးခြားတဲ့ပုံကိုထူးတပါးကြောင်းပြောပြခြင်းပါတယ်လူသည်လဲနေလာပါလေဒါမဲ့ဒီပုံကိုကြီးကိုသိမိတဲ့သူတွေကပြန်လဲပြီးတော့ဝေမျက်လာတဲ့အတွက်အဆိုပါပုံကိုကြီးရဲ့အကြောင်းကိုကျွန်တော်အနေနဲ့သိတဲ့တော့ပြောပြခြင်းပါတယ်ဒီပုံကိုကြီးနာမည်ကတော့တာစီပပါကြီးပါတာစီပပါကြီးဟာမြန်မာလူမျိုးလည်းမဟုတ်ပါဘူးသူကပါကစ္စတန်နိုင်ငံသားလို့သိရပါလေဒါမဲ့ မြန်မာနိုင်ငံမှာဆိုရင်ကရင်ပြည်နယ်နဲ့ကချင်ပြည်နယ်မှာတဲ့ကာလာကြာနေထိုင်ခဲ့ဖို့လေတဲ့နောက်ဆုံးချိန်နှစ်များစွာမှာတဲ့တာစီမာနေထိုင်ခဲ့တယ်တဲ့သူမှာတာသမီးအရင်မရှိပါဘူးဝိနည်းအားလုံးကိုလည်းအကျိုးပြုခဲ့ပါတယ်သူ့ကိုစူဖီဆက်ဘဘာကြီးလို့လည်းခေါ်ပါတယ်စူဖီဆက်ဘဘာကြီးဟာကျွန်တော်မမိတော့ဆိုရင်အသက်138နှစ်အထိရှည်လျားခဲ့တယ်လို့ဆိုပါတယ် ဆူဘီဇက်ပပါကြီးဟာပြောရမယ်ဆိုရင်ပါကစ္စတန်နိုင်ငံသားဗျ။သူ့ပါကစ္စတန်နိုင်ငံဆွာဘီနယ်မာဒန်ခရိုင်ကွန်ဒါစာတိုက်မှာလည်းမွေးဖွားခဲ့တယ်တဲ့။အဲ့ရနေပြီးတော့တဲ့ခီးနေနေနောက်ဆုံးမြန်မာပြည်သားစီတီရောက်လာတယ်ဆိုပါတော့ဗျာ။သူ့ဖခင်ရဲ့နာမည်ကဂါဇီဆုဟန်နူလာဖြစ်ပြီးအဖေရောမိဘသူတော်စင်နွယ်ဝင်နေဖြစ်တယ်လို့ဘဘာကြီးရဲ့ပြောပြချက်အရသိရပါလိမ့်။ သူကငယ်စဉ်ကတည်းကဦးလေးတော်ဆက်သူထံမှာအာရဘီစာပေဘာသာရေးပညာတွေပရမတ်အတွင်းလန်းစဉ်တွေစေးပညာတွေဒါတွေကိုလေ့လာခဲ့တယ်လို့ဆိုပါတယ်အသက်15နှစ်ရွယ်မှာအိန္ဒိယကိုသွားပြီးတော့အာရဘီဘာသာနဲ့အစ္စလာမ်ဘာသာရေးပညာလေ့လာခဲ့တဲ့နောက်အာလန်ပညာရှင်တစ်ပါးဖြစ်လာပါတယ်သူတော်စင်ကြီးတွေထံမှာပညာရည်တွေစေးပူးလေ့လာရင်လက်ရွတ်တရားကျင့်ကြံခဲ့တယ်တဲ့ဒီနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုတိယမြို့တော်စစ်တကောင်းမှာရှိတဲ့မဒရာစာစာသင်ကျောင်းတစ်ခုမှာအာရဗီဘာသာရေးစာပေတင်သင်ကြားပို့ချပေးတယ်တဲ့။ဒီနေ့ပေါ့ကျောင်းသားချို့နဲ့ကမ်းခြေမှာပင်လယ်ကူးသင်္ဘောကိုလေ့လာရေးသွားကြည့်ဆုံးထူးဆန်းတဲ့သူတော်စင်တစ်ပါးနဲ့တာစီပပါကြီးတွေ့တယ်။သူတော်စင်ကသူ့ကိုကြည့်ပြီးမေးပါတယ်။မင်းလိုက်မလားတဲ့မြန်မာပြည်သွားမှာတဲ့။လိုက်ဝင်ဆိုပြီးတော့သူဟာအဲ့ဒီသူတော်စင်တော့ကိုထူးထူးခြားခြား ဆွဲညှို့ခံရတော့လိုက်ပါလာပါလေဒီလိုနဲ့ရန်ကုန်မြို့ကိုစတင်အောင်ရှိလာပါလေအဲ့ဒီအချိန်ကမန္တလေးမြို့မှာနန်းတီချင်းမှာနန်းမြို့ဂျုံကြီးစတင်ထိုးချိန်မှာအင်္ဂလိပ်ခေတ်မဟုတ်ပါဘူးမင်းတို့မင်းတရားလက်ထက်ပါရန်ကုန်မြို့မှာတုံးရက်ခန့်နေပြီအဲ့တော့အောက်မြန်မာနိုင်ငံကအင်္ဂလိပ်လက်အောက်ကျနေတာပါသူကတဲ့စင်ကာပူဆူမရှိရကျွန်းဘက်မာလာယူကျွန်းဆက်ဒီဘက်ကိုသင်းမောနဲ့ခီးဆက်တဲ့အဲ့ဒီကနေဒီစင်မလေးရှားနိုင်ငံကိုသွားတယ်အဲ့ဒီက မြို့မပလီရှေ့ဆောင်ဆရာမှာစူပီဆက်ပပကြီးအဖေရဲ့တပည့်ဖြစ်နေပြီးခဏနေထိုင်ပြီးတော့နောက်ထပ်ထပ်မဲ့လ ీల ာဆရာရှိရလ ీల ာပါလေအဲဒီနောက်ချီလင်ခီနဲ့ပီနန်ကော်တောင်ဘိတ်တဝဲမော်လမြန်တွေကိုအဆက်ဆက်ပြန်ရောက်ပါလေမော်လမြန်ပလီမှာတဲခုံပြီးတော့သူကတရားထိုင်ကျင့်ခဲ့တယ်လို့လည်းဆိုပါတယ်ဒေါနာတောင်ထဲမှာရှိတဲ့လှိုင်းကိုတခုမှလည်း၁၂နှစ်ကြာတရားကျင့်ကြအားထုတ်ခဲ့တယ်ဆိုပါတယ် အပတ်စဉ်ကြာသပတေးနေ့တိုင်းည9:00နာရီခန့်ချင်းချီလင်းတောတွင်ဖြစ်ပြီးတောက်ကြနေမနက်9:00နာရီခန့်ဖန်အံကိုရောက်ရှိပြီးနေ့လယ်ဖန်အံမြို့ပလီတင်မှာလည်းနမောဖတ်တဲ့ဆိုပါတယ်ဖန်အံမြို့မှာပပကြီးကိုယ်တိုင်ဆောက်လုပ်လှူဒန်းထားတဲ့စာသင်ကျောင်းကြီးတွေရှိပါလိမ့်နောက်ပိုင်းကတော့စူပီဇက်ပပကြီးရဲ့မွေးစားသမီးကပြန်လည်မျှဝေတဲ့ကိစ္စပါစူပီဇက်ပပကြီးဟာတဲ့ဖန်အံမှာသူ့အနေနဲ့ သူတို့ဘာသာရေးရလှုပ်ဆောင်ဆက်ရှိရလှုပ်ဆောင်ပြီးညနေ9နာရီခန့်မှာတောထဲပြန်တယ်ဒေါနာတောင်လိုင်ကိုကိုပြန်ရောက်တယ်တောထဲမှာရှိတဲ့တားရဲတိရိစ္ဆာန်တွေကပပကြီးနဲ့ရှင်ပါနေတယ်သူတို့ကြကြပပကြီးကိုကြားကိုစီးပြီးသွားတော့မြင်ဘူးတဲ့သူတွေဖန်အနေတဝိုက်မှာရှိတယ်ဒါကြောင့်သူ့ကိုကြားပပလို့လည်းခေါ်ပါလိမ့်စနေနေ့ကြာတရားကျင့်ကြအားထုတ်ရောင်းနေအောင်မြင်ပြီးနောက်ကော့ဂရိတ်မှာရှိတဲ့မိတ်ဆွေတို့ထံမှာအတန်းကြာနေတယ်ပါလေအဲ့ဒီကနေမြောက်ဦးတီကိုဖြတ်ယူရီးယားပြည်တဲ့ပြောင်းဝင်ပါလေ ဗန်ကောက်မြို့မှာလည်းတော်ကြာနေထိုင်ခဲ့တယ်တဲ့ယူရီးယားမှာရှိနေစဉ်တော်တွင်အနေများပါလေယူရီးယားအဲ့နောက်ဘလိုကလည်းဘလိုတာစီကိုရောက်လာလဲမသိပါဘူးတာစီကိုရောက်လာတယ်နောက်တော့လွိုင်းလင်ဘက်ကိုခီးဆက်တယ်ရှမ်းပြည်ဘက်ကိုအဲ့နောက်တာစီကိုပြန်လာတယ်မြကြီးနားမှာအနေငယ်သွားနေတယ်တရုတ်ပြည်ကိုဖျက်တယ်တရုတ်ပြည်ရှင်ကျန်းထိခြေလင်ခီးသွားတယ်အဲ့ဒီချိန်ကကားရထားလမ်းမရှိပါဘူးတရုတ်ပြည်နဲ့ရောက်ရမျိုးတွေမှာ စုမှုကောင်တိုးအားပြုပါလေတရုတ်ပြည်မှာပပကြီးကိုနာမည်ကြီးပါလေအဲ့တော့မြန်မာပြည်ဝဘက်တူအားပြန်လာပါလေမြန်မာပြည်မှာတာစီမျိုးမြို့မပလီမှာတဲခိုပြီးတော့သူဟာနေပါတယ်ဒုတိယကမ္ဘာစစ်ပြတဲ့ကပပကြီးဟာတာစီပလီမှာပဲရှိပါလေဂျပန်စစ်သားတွေဟာပပကြီးကိုထင်လွဲပြီးတော့တရှိုးလို့ဆွဆွဲကမိတ္တလာမျိုးကင်မီလိုင်းစခန်းမှာ3လခန့်ဖမ်းထားပါလေဂျပန်ဘုံမူအီတူရောက်လာတော့ပပကြီးကိုတွေ့တော့ချက်ချင်းပဲပြန်လှုပ်ပေးပါလေအဲ့ဒီခါလွတ်လာတဲ့အခါ ။ตาစီကကိုကိုပေါ့ဆိုတဲ့ကြီးရွာလေးမှာသွားနေပါလေ။ဂျပန်ခေဘုံကျဲလို့လူတော်များကရွာတွေကိုရွှေ့ပြောင်းနေထိုင်ပေမဲ့ပမာကြီးဟာဘဲမှမသွားဘူး။သူကအဲ့ဒီตาစီမျိုးပလီထဲမှာအထီးခက်လည်းမရှိဘူးနေနေတယ်။ပမာကြီးကအသားရည်ကလည်းဖြူဖွေးတဲ့အတွက်ကြောင့်သူ့ကိုမျက်နှာဖြူတွေနဲ့အထင်မှားပြီးအင်္ဂလိပ်သက်ရှုလို့ဂျပန်တွေကဆွဆွတယ်။ပမာကြီးตาစီပလီမာနေထိုင်စဉ်သူကိုသူတော်စီမံမသိတဲ့သူတွေကတရှိုးလို့တန်းကြတယ်။ဒါကြောင့်ဂျပန်နေဖမ်းတာခံရတယ်။ အတင်းကျပ်ဝန်ခံစေဖို့လက်သေးခွန်ချုပ်ခံရတဲ့စီဘူးလောင်းချင်းခံရပါတယ်။ဒါပပကြီးကတိခန့်နေတယ်။ဒီအနေထားကိုဂျပန်စစ်ဘိုလ်တို့ကတွေ့တဲ့အခါချက်ချင်းလွတ်ခိုင်းပါတယ်။အဲဒါမြေထားတန်လန်းပေးတစ်ခုမှချထားခဲ့ပါတယ်။အဲဒီမှာကိုကိုပေါ့ရွာသားဥဖိုးတော်ဆိုသူကလှဲနေလာစဉ်ပပကြီးကိုတွေ့မြင်တော့လှဲပေါ်တင်လာပါတယ်။အဖိုးကြီးတို့အသက်ရှိသေးရလားစဉ်းကြည့်ခိုင်းပြီးအသက်ငှုပ်ဝယ်လေးရှူနေတဲ့အတွက်ကိုကိုပေါ့ကြီးရောကိုလှဲနဲ့တင်ဆောင်ခေါ်သွားပါလေ ဥပဒေအနေမှာပပကြီးကိုပြုစုဆောင်ရှောက်ခဲ့ပြီးအဲ့ဒီကြီးရောမှာနှိမ့်တော်ကြနေထိုင်ခဲ့ပါလေအင်္ဂလိပ်ဆရာဝန်တဲ့အခါမှာတာစီမျိုးမျိုးမပလီမှာပြန်လဲရွှေ့ပြောင်းနေထိုင်ပါလေအဲ့ရနေတခါမှစကိုင်းမှာငလီကြီးလှုပ်တဲ့ချိန်စကိုင်းမျိုးကပလီလူကြီးတွေကပပကြီးကိုပြန်ပြီးတော့ပင့်ဆောင်သွားပါလေစကိုင်းမျိုးတွေပပကြီးခြေချလိုက်တဲ့ငလင်ကလှုပ်တာကလည်းတိတ်မလှုပ်တော့ဘူးလို့သိရပါလေအဲ့တော့သူကမြင်းမှုကိုပြောချင်တယ်မြင်းမှုမှာ၁၄နှစ်လောက်နေတယ်တဲ့မြင်းမှုမှာပြန်လာတဲ့အခါမျိုးမပလီမှာမနေတော့ပဲ အခုလက်ရှိပပကြီးချံဓမ္မရိပ်သာလို့အမည်တွင်လာတဲ့နေရာမှာအမြဲတမ်းနေထိုင်ပါလေလူမျိုးဘာသာမျိုးလူသားအလုံးရဲ့စိတ်ရဲ့ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းအတွက်သူကဇီဝိတ္တတဏအခမဲ့စိကုသခြင်းတွေလုပ်ပြီးပါလေစာဝတ်နေရေးအတွက်တိုးရစိတ်တွေမွေးတယ်တာစီမာရှိစဉ်အပတ်စဉ်နဲ့ဇာတပရိနေ့ညနေ9:00နာရီမှာရထားတဲ့မန္တလေးကိုသွားတယ်တောက်ကြံနေမှာသူကပလီမှာဝတ်ပြုတယ်တာစီကိုပြန်တယ်ဒါဟာသူ့ရဲ့နေစတူဝါလို့ဖြစ်နေပါလေ ဘပါကြီးဟာတဲ့တချို့ကတော့မြန်မာနိုင်ငံကိုမဟာသက်ဂရိတ်1259ကိုမှဖခင်ဖြစ်သူနဲ့တူစတင်ရောက်ရှိခဲ့တယ်တဲ့မန္တလေးကိုရောက်ရှိစဉ်ခါကနမ်မြို့ဦးတီဆောက်ဖို့အုတ်ခဲတွေဖုံးနေတော့တွေ့ရတယ်လို့ဘပါကြီးကပြောပါတယ်။တာစီမြို့ရောက်တဲ့အခါမြို့နောက်ဘက်ဆုံးမိတိလာသွားရထားလမ်းပေးကုန်းကမှုလေးပေါ်မှာရှေးဦးစွာတဲထုံနေတယ်။အဲ့ဒီကုန်းကမှုနေရာအောက်ခံမြေကကြက်တီးကုန်းဖြစ်လို့တကြီးဝါကြီးတွေမပေါက်ပဲခံရရပင်သာပေါက်တယ်။အခုအဲ့ဒီနေရာကိုဘပါကြီးကုန်းလို့ခေါ်တယ်။ဘပါကြီးကနည်းနည်းစောစောအိယာထားနေရှိတယ်ရထားတက်လမ်းနဲ့နောက်ကနေရှေ့ဘက်ကိုလမ်းလျှောက်သွားတယ်။ ဈေးတောင်ဘက်ကဒေါ်တင်ဦးလက်ဖေးဆိုင်မှာနွားနို့တောက်လိရှိတယ်ပလာတာစားတယ်ပြီးတော့တန်လန်းတောင်ဘက်ရှိဒေါ်တင်ဦးအိမ်ကိုသွားတယ်ဒေါ်တင်ဦးခင်မဦးထွန်းကျင်ကအင်ရှင်မှာဖိုးယုံတီးပြီးအကိရထိုးလိရှိတယ်ဘဘာကြီးကဦးထွန်းကျင်နဲ့စကားစမိပြောတယ်ဘဘာကြီးလည်းအကိရကိုဝါသနာပါတယ်သီလူရာတွေဦးထွန်းကျင်ကိုမေးတယ်ဦးထွန်းကျင်ကလည်းစိတ်ရှိလက်ရှိရှင်းပြတယ်ဘဘာကြီးဟာတမထထိုင်တယ်သီလလုံးနဲ့တမာရီအာကုန်တယ်နှစ်ကြာလာတဲ့အခါဦးထွန်းကျင်ကဘဘာကြီးကိုအကိရသင်ပေးခဲ့တယ်ဦးထွန်းကျင်ကတမန်ကင်ရွာဇာတိဖြစ်ပါတယ် ဒီနေ့တမန်ကံရွာကဦးထွန်းကျင်ရဲ့တူမောင်လှတဲ့အလဲလာတဲ့ဖူယုံထဲမှာရှိတဲ့ဦးထွန်းကျင်ကိုလမ်းနှုတ်ဆက်တဲ့ကဖူယုံထဲမှာလက်သီးစိုးလို့ရှိတဲ့ရွှေရုံးကြီးတွေတယ်။ဟာဦးလေးဟွာရွှေရုံးကြီးမလား။အာမင်းစိတ်ထင်လို့ပါကွာမဟုတ်ပါဘူးလို့ပြတယ်။ပြပြဆူဆူရွှေရုံးကြီးကို ကောက်ပြီးဘီးသွေးပုံနဲ့ပြချလိုက်ပါတယ်။ဘဘာကြီးရဲ့အကြီးရဲ့ပညာတက်မြောက်သွားပြီးတက်သေးလို့အောင်မြင်ခဲ့တယ်ဆိုတယ်။ဦးထွန်းကျင်လည်းအသက်ရွယ်ရတဲ့အခါဖုံမထိုးတော့ပါဘူး။ ။တမန်ကန်ရွာကအကြက်ပညာလိုက်စားနေတဲ့ဆွေမျိုးမကင်းဦးစည်းလေးတစ်ပါးကဥထွန်းကျင်ကိုလာတွေ့ကြ။လာလာဦးစင်းလိုလက်ဆွဲခေါ်ပြီးသူ့ရဲ့အောင်မြင်တဲ့ဒလုံကိုဦးစင်းလေးလက်ထဲဘယ်သူမှမသိအောင်ထည့်ပေးလိုက်ပါတယ်။အခုအခါဦးစင်းလေးဟာနာမည်ကြီးဆရာတော်ဖြစ်ပြီးပြည်မျိုးကကြည်သာအေးမြဆရာတော်လို့ဆိုပါတယ်။ဘဘာကြီးကသူ့ရဲ့တက်တဲ့လုံကရတဲ့ချော်ကိုတောပတ်တဲ့ထည့်ပြီးလူချို့ကိုစေကူတာပေးပါတယ်။ကျမ်းမာလာတဲ့အတွက်တစ်ဖြည်းဖြည်းနာမည်ကြီးလာပါတယ်။တနေ့လူတရာဝန်းကျင်ကိုပေးပါတယ်။မန္တလေးရန်ကုန်တောင်ကြီးမကွေးညာဦးအနေနဲ့ရက်ကလာကုပါတယ်။ ဘဘာကြီးအဓိကစီကတက်တည်ချုံမုံထဲထားတဲ့ထောက်ပတ်စီပါဘဘာကြီးကိုမွတ်စလင်တိုင်းဝိုင်းကဆူဖီဆက်လို့ခေါ်တယ်ဘဘာကြီးကုန်းတဝိုင်းမှာစီကူတာဖို့လာတဲ့လူနာတွေနဲ့နေစဉ်စီကားလည်းရှိပါတယ်ဘဘာကြီးကုန်းလည်းအုတ်တိုင်းတိုက်ရင်နေနဲ့များစွာတိုးတက်လာတယ်စီကူတာရမှာငွေကြေးတက်မှတ်ချက်မထားပါဘူးတရားကြီးပါဘဘာကြီးကမန္တလေးကဂျုံးပလီမာသာဝိပုစုတော်လည်းရှိတယ်တခြားမြို့ဘဲပလီကမှဝိပုစုတော်ချင်းမရှိတာထူချာတွေ့ရပါတယ် ဘဘာကြီးမှာဇနီးသားသမီးရှိတယ်လို့မသိရပါဘူး။မွေးစားသားတွေရှိတာတွေ့ရပါလေ။ဘဘာကြီးဟာ1990လောက်မှာအသက်130ရှိပါပြီ။သူကိုယ်တိုင်ဓာတ်သိပ်ပြာကိုစားလို့အသက်ရှည်လှပါလေ။အသက်ရတဲ့အခါရခင်လို့ဘူလာကိုခြေလီမရှောင်းနိုင်တော့ပါဘူး။အဲဒီခါမှာတောက်ကြနေတဲ့ဘဘာကြီးရဲ့မွေးစားသားကဘဘာကြီးကိုအိမ်ကနေဘူလာကိုကားနဲ့ပို့ပေးဖို့ကူညီတောင်းလို့ရှိပါလေ။ ကျွန်တော်ကိုကူညီတောင်းလို့ရှိတဲ့ကြောင့်ကျွန်တော်ကပို့ပေးတာများပါတယ်။စိတ်ထားပြုစင်ပြီးတမားလေးရှိတဲ့သူတော်စင်ဘဘာကြီးဟာအသက်338နှစ်မှာကွယ်လွန်နေဆက်ရပါလေ။အင်မတန်ရတောက်ရခဲ့ဖြစ်ပြီးအကျိုးပေးလက်ပွနဲ့ကျမ်းမာရေးပတ်စုံဆွဲဆောင်ထူချားတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။သူနဲ့ရင်းနှီးတဲ့သူတွေဟာတလုံးတွေအဆောင်တွေကိုလည်းလက်စွပ်အဖြစ်လက်စွပ်အဆောင်တွေရရှိတယ်လို့သိရပါတယ်။ဒါကတော့ထူချားတဲ့ဘဘာကြီးအကြောင်းကိုတင်ဆက်ပေးတာပါ။ နားဆင်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။